ဟာအားလုံးမင်္ဂလာပါ။အနက်ဆမက်ကကြိုဆိုပါရစေ။ကျွန်တော်မေဒေါက်တာဆန်နှုံဖြစ်ပါရစေ။ဒီနေ့တင်ပြဆွေးနွေးခြင်းရဲ့အကြောင်းအရောကျွန်တော် Office Administration အကြောင်းလေးကိုတင်ပြဆွေးနွေးမှာဖြစ်ပါရစေ။ဒီအတန်းလေးကကျွန်တော်အနက်ဆမက်နဲ့ Acra နဲ့ပူးပေါင်းပြီးတော့ Front End အတန်းလေးဖြစ်ပါရစေ။ဆရာမိတ်ဆက်ပြပါအောင်ခင်ဗျာ။ဟုတ်။အားလုံးမင်္ဂလာပါ။ကျွန်တော်နာမည်ကဆရာမင်းဦးပါ။အခေယာ solution ရဲ့ founder and consultant အဖြစ်ဆောင်ရွက်နေတာပေါ့နော်ဆိုတော့ဒီကတော့ကျွန်တော်တို့က HR တို့ admin နောက် warehouse ပေါ့နော်ပြီးရင် Kaizen 5S နောက် production နဲ့ပတ်သက်တဲ့ SOP တွေဒီဘိုင်းနေနဲ့ပတ်သက်ပြီးတော့ consulting service တွေပေးနေတာပေါ့အဲကိုတန်းစင်တို့ NSM ဆက်ရတော့ဒါနှစ်ယောက်ပူးပေါင်းပြီးတော့ဒီ office administration diploma လေးကိုကျွန်တော်တို့ပူးပေါင်းပြီးတော့တင် जा ဖွင့်လက်နေရလीဖြစ်ပါတယ်ဟင်ကျေးဇူးတင်ပါတယ် ဆရာရဲ့အတမင်နဲ့ပတ်သက်တဲ့ဟာလေးကိုရှင်းပြပေးပါအောင်တချို့ကြတော့အိရှာနဲ့အတမင်ကမကွဲဘူးအတမင်ကပဲပိုကြီးလို့လို့အိရှာကပဲပိုကြီးလို့ရိုးနှစ်ခုကမကွဲနေဘူးဖြစ်ပေါ့လေအတမင်ရိုးလေးကိုတခြားလေးရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ ဆိုတော့အဲဒီဟာလေးမပြောခင်ပါနော်အက်ဒမင်ရဲ့ history လေးအတူလေးတစ်ချက်လောက်လေးပြောပြချင်တာပေါ့လေဆိုတော့အရင်တုန်းကကျွန်တော်တို့စီမှာက HR တို့ admin တို့မရှိဘူးပေါ့နော်အက်ဒမင်ရဲ့လိုပဲရှိတာအထူးသဖြင့်အစိုးရရုံးလုပ်ငန်းတွေကိုကျွန်တော်ကလေ့လာကြည့်လိုက်ပိုသိတာတယ်ပေါ့လေအဲ့မှာအုပ်ချုပ်ရေးဌာနလို့ပြောပြီးတော့ဒီဝန်ထမ်းခေါ်ယူတာခန့်ထားတာပြင်ဒီ attendance စီနောက်တစ်ခါဒီစီကန်းနဲ့ပတ်သက်လို့အရေးယူတာတွေထိန်းသိမ်းတာတွေပြီးရာထူးတိုးတဲ့ကိစ္စတွေဒီလိုအပိုင်းတွေအကုန် ံလုံးကိုဘယ်သူကပဲလုပ်လဲဆိုတော့အဲ admin လို့ပြောခဲ့တဲ့အုပ်ချုပ်ရေးဌာနကပဲလုပ်တယ်ပေါ့နော်ဒါ plus ကျွန်တော်တို့လက်ရှိသိနေတဲ့ admin ရဲ့ fashion တွေအလုပ်လုပ်တယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့က1945လောက်မှာစပြီးတော့ people management ဆိုတဲ့ခေါင်းစဉ်နဲ့ admin အောက်ကနေစပြီးတော့ခွဲထွက်သွားတယ်ပေါ့နော်။ဘာလို့ဆိုတော့အများပြားလာတဲ့လုပ်ငန်းဆောင်တာတွေကိုကျွန်တော်တို့ကစီမံခန့်ခွဲဖို့ရာအတွက်ကကြာဒီဌာနတစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အခါကျဌာနနှစ်ခုခွဲထုတ်လိုက်ပြီးတော့ဒီလိုနဲ့စသွားတယ်ပေါ့လေ။အဲ့လိုသွားရနေ80လောက်လဲကြာရော9080လောက်လဲကြာအခုကျွန်တော်တို့သိနေတဲ့ HR management ဆိုတဲ့ခေါင်းစဉ်စဖြစ်သွားတယ်။အဲဆိုလိုတာကကျွန်တော်ကဘာလေးပြောချင်တာလဲဆိုတော့ admin နဲ့ HR ဒီတစ်ချိန်လုံးကတော့ခေါင်းစဉ်တစ်ခုတည်းအောက်မှာပဲအတူတူအလုပ်လုပ်ခဲ့ကြပြီးတော့ခေတ်ကာလအရာ စီမံခန့်ခါမှုတွေပိုကောင်းဖို့အတွက်ကို admin တက်တက် HR တက်တက်အလိုဖြစ်သွားတာပေါ့နော်ဆိုတော့ဒါကသူ့ရဲ့တမိုင်းအကြောင်းလေးပေါ့လေဆိုတော့ဟိုအပြောများတဲ့ဇာတ်လေးရှိတယ်ပေါ့နော်ဟို HR ကလူတွေကိုစီမံခန့်ခွဲပြီးတော့ admin ကပစ္စည်းတွေစီမံခန့်ခွဲတယ်ပေါ့နော်ဆိုတော့ဒါကအရင်ဟို general sense နဲ့ တုံးသက်ချက်ပေါ့လေလက်တွေ့မှာတော့ဒါကြီးကအပြေးကတော့အမှန်နေတဲ့ဟာတော့မဟုတ်ဘူးအဲအတူဆုံးလေးပဲကျွန်တော်တို့ကပြောရလို့ရှိရင်လုပ်ငန်းတစ်ခုကိုကျွန်တော်ကစီမံခန့်ခွဲတဲ့အချိန်မှာအဓိကပေါ့နော်လူရဲ့ငွေရဲ့ပစ္စည်းရဲ့ပေါ့လေဒီသုံးခုကိုကျွန်တော်သေချာချာလေးထိန်းချောင်းနိုင်ဖို့လိုတယ်လူနဲ့ပတ်သက်ရင်တော့အိရှာပေါ့နော်ခေါ်ယူတာခန့်ထားတာအရေးချင်းတွေတိုးတက်အောင်လုပ်ပေးတာယာရုတိုးတာစီကတ်ထိန်းသိမ်းတာစသည်ပေါ့လေပစ္စည်းနဲ့ပတ်သက်ရင်တော့ admin ရှိမယ်နောက်တစ်ခုက warehouse နဲ့အလုပ်လုပ်ခိုင်း warehouse ရှိပေါ့နော်အဲ့တော့ admin နေသည့်အထူးသဖြင့် company ပိုင်းတို့ မဟုတ်ကျွန်တော်ရဲ့အဖွဲ့အစည်းပိုင်းပုံသေးပိုင်းပစ္စည်းလို့ပြောတဲ့ faces ပိုင်းနေတယ်သူတို့နဲ့အဓိကသက်ဆိုင်လာလိမ့်မယ်အပြင်တော့ငွေရတော့ကျွန်တော်တို့တည်ပြီးသား finance and account ပေါ့နော်ဆိုတော့ရေဘူးရကျွန်တော်တို့သုံးသက်ချက်လေးနဲ့ဒီလိုမျိုးခွဲခြားကြည့်မယ်ဆိုရင်တော့လူတွေနဲ့ဆက်ဆက်ပတ်သက်သောထိမ့်သိမ်းမှုတွေအစီအမံခံကွဲမှုတွေတိုးတက်စေဖို့အတွက်ပြင်ဆင်ကြတဲ့ဟာနဲ့ပတ်သက်ရင် HR အဓိကသွားပြီးတော့ company ဘိုင်းပစ္စည်းပစ္စည်းရည်နဲ့ပတ်သက် admin ကဂိုင်တွေ့တဲ့သို့တော့ plus ပေါ့နော်တခြားကျွန်တော်တို့ရဲ့ပြင်ပအဖွဲ့အစည်းနဲ့ချိတ်ဆက်ရတာ government လေးရှင်းပိုင်းတွေပတ်သက်တာပြပြင်ထိမ့်သိမ့်မှုတွေဒီကိစ္စတွေအားလုံးကတော့အက်ဒမီကောင်းဆင်အောင်မှာပါလာလိမ့်မယ်ဆိုတော့ဒီလိုလေးခွဲခြားပြီးမြင်ကြည့်လိုက်ရင်တော့အရင်ကသဘောအရခွဲပြားမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာရဲ့ဒီကောင်းဆင်လေးမှာဘောနောဆက်ဒီကောဆောင်ထမ်းလေးမှာဘာကောင်းဆင်လေးပါမလဲမသိဘူးဆရာဟုတ်ကဲ့ဆိုတော့ကျွန်တော်ကဒီ admin diploma ပေါ့နော်အတူပြောတော့ admin diploma အရှင်ပြောတော့ executive diploma in office administration ပေါ့နော်အဲဘာကြောင့်ကျွန်တော်တို့ကအရှိမ office လို့ထပ်ထည့်လိုက်လဲဆိုတော့ကျွန်တော် admin လို့ပြောရင်ခေါင်းစဉ်ကတော့များတယ်ပေါ့နော် business administration ရှိတယ် public administration ရှိတယ်ဟုတ်တယ်ဆိုတော့ဒီလိုမျိုးလေးနဲ့ क्वे ပြားစီခြင်းလို့အရှိမ office administration ပေါ့နော်ဆိုတော့ဒီလိုမျိုးနဲ့ကျွန်တော်တို့ကအသုံးလုံးလိုက်အဲ့တော့ကျွန်တော်တို့သင်ကြားမှုတွေမှာဘာဘာပါလာလဲဆိုတော့ office management ကို admin ကိုနှစ်ခုတွဲထားတယ်ပေါ့လေတကယ်တကယ်လက်တွေ့ကြကြကျွန်တော်ပြောကြရအောင် admin administration ဆိုတဲ့ခေါင်းစဉ်အောက်မှာကို office management လည်းပါတယ်လို့ဒီဘက်ကကျွန်တော်တို့သိနေတဲ့ admin လုပ်ငန်းတွေပါပါပြီးသားဟုတ်ဆိုတော့ဒါလေးတွေခြုံငုံပြီးတော့ကျွန်တော်တို့ကသင်တန်းလေးကိုဘယ်လိုလေးလုပ်လိုက်လဲဆိုတော့ အဲဒီရုံးလုပ်ငန်းဆိုတာဘာလဲပေါ့နော်ဒါလေးကျွန်တော်တို့ဆွေးနွေးပေးတယ်ပြီးဒီမှာရုံးလုပ်ငန်းထဲမှာပါဝင်ပတ်သက်နေတဲ့ office staff တွေရဲ့ roles တွေ responsibility တွေကဘာတွေရှိလဲ plus ပေါ့နော်အိရှာနဲ့နွယ်သောဒီဝန်ထမ်းတွေကိုဘယ်လိုခေါ်ယူခန့်ထားပြီးတော့ဘယ်လိုမျိုးရွေးချယ်ကြလဲဆိုတဲ့အကြောင်းအရာလေးတွေပြီးလစာပေးချေမှုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကျွန်တော်ဒီထဲမှာ admin တွေဖြစ်တော်လဲပဲဒါကိုသိရှိနားလည်ဖို့အတွက်ကျွန်တော်ထည့်ပြီးတော့ဆွေးနွေးထားတာလေးတွေပါတယ်နောက်တစ်ခုကတော့ ဝယ်ယူရေးကိစ္စတွေပေါ့နော်အဲ့တော့ဒီမှာတော့နားလည်လွယ်အောင် buy and selling လို့ပဲကျွန်တော်တို့က cost online မှာထည့်လိုက်တာပေါ့လေအမှန်တော့ဒီ programmer purchasing လုပ်တဲ့အပိုင်းလေးဒါ admin site ကလုပ်ရတဲ့အပိုင်းလေးကျွန်တော်ထည့်သွင်းထားတာရှိတယ်နောက်တစ်ခုကဝယ်ယူထားတဲ့ပစ္စည်းလေးတွေဘယ်လိုမျိုး ထိမ့်သိမ့်မလဲပေါ့နော်ဒီအားလေးနဲ့ပတ်သက်လို့ stop control လေးကျွန်တော်ထည့်သွင်းထားတယ်နောက်တစ်ခုကတော့ communication ပေါ့နော် communication လို့ပြောလိုက်ရင်အဲ oral လည်းပါမယ် written လည်းပါမယ်ပေါ့နော်အဲ့တော့နှုတ်နဲ့ပြောတဲ့ဟာကြီးဘယ်လို communicate လုပ်ကြမလဲ written ဆိုရင်ရောဘယ်လိုမျိုးကျွန်တော်တို့သွားကြမလဲပေါ့နော်အဲဒါနဲ့ plus နောက်တစ်ပါးလေးတွေပါလာမယ်ဆိုကျွန်တော် face set control ဘိုင်းလေးတွေကျွန်တော်ပါတယ် face set ဆိုတာပါလေပေါ့နော် face set ဘယ်လိုသတ်မှတ်လဲဘယ်လိုထိမ့်သိမ့်လဲပြီးတဲ့ခါကျတော့ကျွန်တော်တို့ admin တွေအများစုခေါင်းခဲတဲ့ဇာတ်လမ်းပေါ့နော်ကားနဲ့ပတ်သက်တဲ့ကိစ္စပေါ့အဲ့တော့ vehicle management လေ também okay. ်နောက်တစ်ခုက travel arrangement ပေါ့နော်ကျွန်တော်တို့ခီးသွားလာမှုနဲ့ပတ်သက်တဲ့ကိစ္စတွေ event management တွေ meeting management တွေကျွန်တော်တို့ပါလာမယ်နောက်တစ်ခါကျွန်တော်တို့ company တွေယုံတွေကိုလာပြီးတော့အကြောင်းမျိုးမျိုးနဲ့လာတဲ့ဧည့်သည်တွေရှိတယ်ပေါ့နော်ဆိုတော့သူတို့ဘယ်လိုကျွန်တော်ကကြိုးစားအဲ့ခံပြီးတော့သူတို့ရဲ့လုပ်ငန်းဆောင်တာဘယ်လိုမျိုးကုညီဆောင်ရဲ့ပေးရမလဲဆိုတဲ့ဟာကို admin site ဘက်ကနေဆွေးနွေးထားတဲ့အပိုင်းလေးတွေပါမယ်ပေါ့နော်အဲ့တော့ခြုံပြီးပြောကြမယ်ဆိုရင်တော့ admin တယောက်အနေနဲ့မဖြစ်မနေတည်တည်တည်ထိုင်တဲ့ function တွေအကုန်လုံးကိုကျွန်တော်တို့ဒီထဲမှာပါဝင်အောင်လို့ထည့်သွင်းပြီးတော့ အကျိုးရှိရှိထိထိရောက်လို့ဖြစ်အောင်လို့ကျွန်တော်ပြင်ဆင်ထားပါတယ်။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့။ ကလာလေးရလေးလာပေါ့နော်ဆရာဟုတ်ကဲ့ဟုတ်ကဲ့တပတ်ကို2ရက်2ရက်နဲ့ဟုတ်ကဲ့2ရက်ကိုတင် जा ပေးတယ်ပေါ့လေကလာလေးရလေးလာတပတ်ကို2ရက်နဲ့တင် जा ပေးတယ်အဲ့တော့ကျွန်တော်ဒီထဲမှာပေါ့နော်ကျွန်တော်လုံးမေးဟာရရ group work တွေရောကျွန်တော်ဆရာရဲ့အတန်းတွေလည်းကျွန်တော် like ကြည့်ဖြစ်တယ်ပေါ့နော် presentation လည်း by presentation မလုပ်တဲ့လူရောလက်မှတ်မပေးဘူးဒီ video တွေလည်းကျွန်တော်ထပ်မံပြီးပြောပြရစေ presentation assignment မလုပ်တဲ့လူရောကျွန်တော်အကြောင်းအနေပြီးရောအော်ကျောင်းလက်မှတ်ကော link ကုန်းလက်မှတ်ကော link ကုန်း ETV ရဲ့လက်မှတ်ကောနှစ်ခုလုံးမရဘူးဆိုရဲအကြောင်းလည်းပါထည့်သွင်းပြီးရောပြောချင်ပါတယ်နော်တို့ကြကျောင်းတက် ပတ်စံပေးပြီးရုံနဲ့ကျွန်တော်တို့နှစ်ယောက်ဖွင့်ထားတဲ့အတန်ရပေလို့ဟိုမယူဆထားစေချင်ဘူးဒါလေးလေးတစ်ခုလို့လေတိအောင်ဗီဒီယိုလေးမှာထပ်လောင်းပြီးပြောချင်ပါလေပြန်နောက်တစ်ခုကကြောင့်ဒီ program လေးကကြောင့်လေးလတဏံဖြစ်တယ်အဲဒီဘက်ကနှစ်ယောက်တဏံဖြစ်တယ်ဒီ program လေးကဒီကရန်ကြတော့ academic program မဟုတ်ဘူးနော် vocational ပေါ့နော် vocational diploma program ဖြစ်ပါလေလင်ကုန် EDVA ကနေပြီးအတိမဲ့ပြထားရဲ vocational diploma program လေးဖြစ်ပါလေခင်ဗျာကဲကျေးဇူးပဲအထူးတည်ရှိပါဟုတ်ကဲ့ကျေးဇူးပါ